People Screen ရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ April 1ရက်နေ့အတွက်သတင်းတွေကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမှာလူ400ကျော်ကိုအသက်ရှင်ရကဲထုတ်ထားနိုင်ကြောင်းမိသက်ကပြောပါရယ်။အင်းတော်မျိုးကိုစစ်ကောင်စီလေတပ်ဘုံကျဲခဲ့ပါရယ်။ချင်းပြည်ကံပက်လက်မျိုးနဲ့ရှမ်းမြောက်နောင်ချိုမျိုးတွေလည်းထပ်ပြီးတော့ဘုံကျဲတိုက်ခိုက်ခံရပြန်ပါရယ်။လူ200ဝန်းကျင်ဆုံးပါခဲ့ရတဲ့မန္တလေးကဘုံအိုးရွာအကူအညီလိုအပ်နေပါရယ်။ဒီသတင်းတွေပြောပြမှာပါ။ မတလေးတိုင်းအတွင်းငလင်ကြောင်းပိတ်မိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်ရမှာ၄ရက်အကြာမတ်လ31ရက်နေ့အထိအသက်ရှင်ရက်လူ400ကျော်ကိုကယ်ဆယ်နိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ပါတယ်။ငလင်လှုပ်ပြီး၄ရက်အတွင်းအသက်ရှင်ရက်လူ400ကျော်ရှာဖွေကယ်ဆယ်နိုင်ပြီးသေဆုံးသူ259ဦးရဲ့ရုပ်အလောင်းတွေကိုလည်းတည်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အသက်ရှင်ရက်ကယ်ဆယ်နိုင်ခဲ့သူတွေကိုမန္တလေးတိုင်းရဲ့ဘယ်နေရာတွေမှာရှာဖွေကယ်ဆယ်မှုပြုလုပ်ခဲ့တယ်လဲဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။မန္တလေးမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုတရုတ်၊ဟောင်ကောင်၊ရုရှားနဲ့အိန္ဒိယနိုင်ငံတွေကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်တာလို့မိသက်ကပြောပါရယ်။မနေ့ကတရက်ထဲမှာတင်းအမျိုးသမီး9ဦးကိုအသက်ရှင်ရကဲထုတ်နိုင်ခဲ့ပြီးအမျိုးသား16ဦး၊အမျိုးသမီး17ဦး၊စုစုပေါင်း28ဦးရဲ့ရုပ်အလောင်းတွေကိုတည်ထုတ်ပေးနိုင်ခဲ့ကြောင်းသိရပါရယ်။ဒါပေမဲ့ကယ်ဆယ်ရေးလုပ်ငန်းသုံးဆက်ရန်တရားတွေမလုံလောက်တာ ရှာဖွေကယ်ဆယ်ရမယ့်နေရာတွေများပြားပြန့်ကျဲနေတာအပအဝင်အခက်အခဲမျိုးစုံရှိနေတာကြောင့်ထင်းတလောက်ခရီးမပေါက်တာတွေလည်းရှိတယ်လို့မြေပြင်ရောက်ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်။မတ်လ28ရက်ကလှုပ်ခတ်တဲ့ငလင်ကြီးရဲ့ဗဟိုချက်အနီးမှာရှိခဲ့တဲ့သခိုင်းနဲ့မန္တလေးမြို့တွေဟာငလင်တန်းကိုအဆိုးရွားဆုံးခံခဲ့ရတာပါ။ငလင်ကြောင့်ဖျားစေတီတွေ၊ဖုံးကြီးကြောင်းတွေ၊ဗလီတွေ၊ဟိုတယ်တွေ၊ကွန်ဒိုတွေနဲ့လူနေအိမ်ခြေတွေအများအပြားပြိုကျပျက်စီးခဲ့ပြီး အသက်ဆုံးရှုံးမှုများစွာရှိခဲ့ပါတယ်။အာနာသိန်းစစ်ကောင်စီရဲ့စည်ရင်အရာတွင်တနိုင်ငံလုံးအတိုင်းအတာနဲ့ငလင်းကြောင့်သေဆုံးသူဦးရေဟာ2939ဦး၊ဒဏ်ရာရသူ4521ဦးနဲ့ပျောက်ဆုံးသူ442ဦးရှိနေပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဒေသခံတွေကတော့မြေပြင်မှာသေဆုံးပျောက်ဆုံးသူစည်ရင်ဟာစစ်ကောင်စီရဲ့စည်ရင်ထက်ပိုပြီးများပြားနိုင်တယ်လို့သုံးသပ်ထားကြပါရဲ့ရှင်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကထိုးစစ်ရပ်ထားပေမဲ့စကိုင်းတိုင်းအင်းတော်မျိုးကိုဒီနေ့နေ့ခင်ပိုင်းမှာစစ်ကောင်စီလေတပ်က၄ချိန်တိုင်တိုင်ဘုံးချဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။မန္တလေးတိုင်းမိထီလာလေတပ်ကတက်လာတဲ့ဂျက်တိုက်လေယာဉ်နှစ်စီးကမွန်လယ်ပိုင်း၁၂နာရီ၃၃မိနစ်ကနေ၁၂နာရီ၄၅မိနစ်အတွင်းလေကြောင်းတက်ခတ်ခဲ့တာလို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။လက်ရှိမှာထိတွေ့တိုက်ပွဲမဖြစ်ဘဲလေကြောင်းကရုတ်တရက်လာပစ်သွားတာဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုစုံစမ်းနေစေလို့ဆိုပါတယ်။ စစ်ကောင်စီဟာငလင်ဘေးကြောင့်အများပြည်သူသိဆုံးရတာကိုဝန်းနေတယ်ဆိုပြီးနိုင်ငံတော်အဆင့်ဝန်းနေခြင်းအထိမ့်မှတ်ကိုဧပြီလ6ရက်နေ့အထိသတ်မှတ်ထားတာပါဒါပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ဆက်လုံနေစေဖြစ်ပါတယ်အခုလိုမျိုးဘုံကျဲတိုက်ခိုက်ခံရတဲ့အင်းတော်မျိုးဟာစကိုင်းတိုင်းအထက်ပိုင်းမှာရှိပြီးကချင်းပြည်နယ်အနီးရွှေဘိုမြစ်ကြီးနားလမ်းပေါ်မှာတည်ရှိပါတယ်ဒီငလင်ဖြစ်စဉ်မတိုင်ခင်ကတော့အင်းတော်မျိုးကိုသိမ့်ပိုင်နိုင်ရေးအတွက်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်ဆွဲရာဂျပန်လှိုင်ကူကုန်းကို တော်လှန်ရေးတပ်တွေကအပြင်းအထန်ထိုးစစ်ဆင်ခဲ့ပါတယ်။စစ်ကောင်စီတပ်ကလည်းမြို့ကိုလက်မလွတ်ရဖို့အပြင်းအထန်ခုခံခဲ့တာပါ။ငလင်းလှုပ်ခတ်ပြီးနောက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဦးစားပေးလှုပ်ဆောင်နိုင်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထိုးစစ်ကိုနှစ်ပတ်တာရပ်တန့်လိုက်ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့တော်လှန်ရေးအင်အားစုတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါရဲ့ရှင်။ချင်းပြည်နယ်ကံပတ်လက်မြို့အနီးနဲ့ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီလေတပ်ကထပ်ပြီးဘုံကျဲတိုက်ခိုက်မှုဒီနေ့မှပြုလုပ်လာတယ်လို့ဒေသသတင်းရှင်းမြစ်နဲ့တအန်းတက် TNLA တို့ကအသိပေးပါရယ်ချင်းညီနောင်မဟာမိတ်တွေတင်ပိုက်ထားတဲ့ကမ်ပတ်လက်မျိုးကိုဒီနေ့မှတိုက်ပွဲမရှိဘဲဘုံကျဲတိုက်ခိုက်လာတာလို့သိရပါရယ်တိုက်ပွဲကမဖြစ်တာကြားပြီးထိခိုက်မှုတော့မရှိဘူးကြားတယ်လို့ကမ်ပတ်လက်ဒေသသတင်းရှင်းမြစ်ကပြောပါရယ်စစ်ကောင်စီဘုံကျဲခဲ့တဲ့နေရာဟာကမ်ပတ်လက်မျိုးပေါ်နဲ့လွန်တုံရွာကြားလို့သိရကြောင်းသူကဆက်ပြောပါရယ်တအန်းတက် TNLA ကလည်း စစ်ကောင်စီတပ်ဟာနိုင်ငံတော်အဆင့်ဝန်းနေခြင်းအထိမ့်မှန်နေ့ရက်သတ်မှတ်ကြေညာပေမဲ့ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်တောင်လှရွာနဲ့ခေါ်ရခါရွာတို့ကို drone ချက်တိုက်လေရင်တို့နဲ့လာရောက်ပုံကျဲတိုက်ခတ်ခဲ့တယ်လို့ဒီနေ့ထုတ်ပြန်ပါတယ်။ဒီမနက်7:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကအုံမတီဆမကျေးရွာကြားကတောင်လှရွာနဲ့ခေါ်ရခါရွာတို့ကို drone နဲ့တစ်ချိန်ချက်တိုက်လေရင်နဲ့တစ်ချိန်လေကြောင်းတိုက်ခတ်ခဲ့ရမှာဒေသခံပြည်သူ5ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်နှလုံးဘုံးစားထိမှပျက်စီးခဲ့ကြောင်း TNLA အသိပေးပါရယ်မတ်လ31ရက်မနေ့ကလည်းစစ်ကောင်စီတပ်က120မမဘုံးသီးတဲဆောင်လာတဲ့ drone နဲ့နောင်ချိုမြို့နယ်ကြောက်ချမ်းကျေးရွာကိုလာရောက်ကျဲချတိုက်ခတ်ခဲ့ပါရယ်စစ်ကောင်စီတပ်ဟာနိုင်ငံမှာငလင်ပေးကြရောက်နေပေမဲ့ကချင်ရှမ်းမြောက်ကရင်ရခိုင်ချင်းနဲ့အညာဒေသအပါအဝင် နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြှင့်လှုပ်ဆောင်နေတာတွေ့ရပါရယ်ရှင်ငလင်ကြောင့်လူ200ဝန်းကျင်သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်းအမရပူရမြို့နယ်တဲကဘုံအိုးရွာမှာအသက်ရှင်ကျန်ရစ်သူတွေအတွက်နေထိုင်စားသောက်ရေးအကူအညီလိုအပ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။မတ်လ28ရက်မိုးလယ်ပိုင်း7:00နာရီ50မိနစ်ဝန်းကျင်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းဘုံအိုးရွာကဗလီတွေထိခိုက်ပျက်စီးပြီးလူသေဆုံးမှုဖြစ်ခဲ့တာပါ။အဲ့ဒီနေ့ကတောက်ကြနေဖြစ်တယ်လို့အစ္စလမ်ဘာသာဝင်တွေဝတ်ပြုချိန်လည်းဖြစ်လို့ငလင်ကြောင်းထိခိုက်သေဆုံးသူများပြခဲ့ပါတယ်။ရွာခံရဲ့ပြောပြချက်အရဗလီလေးလုံး လုံးဝနှီးပါပြိုကျခဲ့တာလို့သိရပါတယ်။ရွာလေပိုင်းကပလီတစ်ခုတည်းတင်တရာကျော်လောက်ဆုံးသွားတယ်လို့ဘုံအိုးရွာကအမျိုးသမီးကပြောပြပါတယ်။ရွာတွေကနေအိမ်အများစုလည်းပျက်စီးသွားတဲ့အတွက်ရွာပြင်ဘက်ကွင်းပြင်မှာမိုးကတဲထိုးပြီးနေထိုင်ကြရပါတယ်။ဖြစ်သလိုမိုးကတဲနဲ့ပဲနေပူထဲနေကြတယ်။ရွာအနေနဲ့ကိုထုကိုထပဲလုပ်နေရတယ်။ကူညီတဲ့သူတွေလာပေမဲ့လိုအပ်ချက်တွေအများကြီးပါလို့ကူညီကယ်ဆယ်ရေးမှပါဝင်သူတအူးကပြောပါတယ်။ဘုံအိုးကျေးရွာဟာအမရပူရမြို့နယ် ၊ဇကိုင်းမန္တလေးကားလန်နဲ့သုံးပိုင်ကန်တာဝေးပြီးအစ္စလမ်ဘာသာဝင်အများစုနေထိုင်တဲ့ခြေရွာဖြစ်ပါရဲ့ရှင်။ People's Spring ရဲ့ညနေခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။ဒီနေ့ဧပြီလ3ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြည့်ရတချို့တင်ဆက်ပေးပါမယ်။ ်ရေအောက်ငလင်ကြီးလှုပ်ခတ်လာရင်ထိခိုက်ပျက်စီးနိုင်ခြင်းစမ်းစစ်လေလာချက်ကိုဂျပန်ထုတ်ပြန်ပါတယ်။ဓာငွေပိုက်လိုင်းပေါက်ပြီးမလေးရှားမှာအကြီးအကဲမီးလောင်မှုဖြစ်ခဲ့ပါတယ်။တာဝန်ဆိုင်ငံခံထားရတဲ့တမရရဲ့အနာဂတ်အတွက်ဆုံးဖြတ်ပေးမယ့်နေ့ကိုတောင်ကိုရီးယားခုံရုံးကြေညာလိုက်ပါတယ်။ဒီသတင်းတွေနားဆင်ရမှာပါ။နှစ်တွေနဲ့ချီကြိုတင်ခတ်မှန်းထားတဲ့အေယာမရေအောက်ငလင်ကြီးဖြစ်ပေါ်လာရင် ထိခိုက်ပျက်စီးနိုင်ခြင်းတွေနဲ့ပတ်သက်ပြီးအစီရင်ခံစာအသစ်တစ်စောင်ကိုဂျပန်အစိုးရကထုတ်ပြန်ခဲ့ပါတယ်။ အစိုးရကတာဝန်ပေးထားတဲ့ပညာရှင်အဖွဲ့တစ်ခုကနန်ကိုင်းသမုတ်တရားကျောက်ပြည့်ရွေကျောင်းကြီးကိုဗဟိုပြုဖြစ်ပေါ်လာနိုင်တဲ့ရေအောက်ငလင်ကြီးနဲ့နောက်ဆက်တွဲဆူနာမီရေလိုင်းတွေကြောင့်ဂျပန်မှာကြုံရမဲ့ထိခိုက်ပျက်စီးမှုအသေးအပြောက်အခြေအနေတွေကိုသိပ္ပံနီးကြဆန်းစစ်လေ့လာထားတာဖြစ်ပါတယ်။အဲဒီသမုတ်တရားကျောက်ဟာဂျပန်နိုင်ငံဟွန်ရှူးကျွန်းရဲ့နန်ကိုင်းဒိုဒေသကမ်းရိုးတန်းအလွန်ကီလိုမီတာ900လောက်အကွာက ပစိဖိတ်သမုတ်တရားထဲမှာတည်ရှိနေတာပါ။ အဲ့ဒီနေရာဟာအင်မတန်အင်အားပြင်းထန်တဲ့ရေအောက်ငလင်တွေကိုဖြစ်ပေါ်စေတဲ့ပင်မအရင်းမြစ်တစ်ခုလည်းဖြစ်နေပါတယ်။ဂျပန်အစိုးရဟာနန်ကိုင်သမုဒ္ဒရာကြောက်ကိုအကြောင်းပြုပြီးဖြစ်ပေါ်လာနိုင်တဲ့မဂနီကျူပြင်အားအဆင့်၈ဓမ္မမဟုတ်၉လောက်ရှိတဲ့ငလင်ကြီးတစ်ခုအတွက်ကြိုတင်ပြင်ဆင်မှုတွေလေးလာဆန်းစစ်မှုတွေကိုအစဉ်တစိုက်လှုပ်ဆောင်ထားပါတယ်။မတ်လ31ရက်နေ့ကထုတ်ပြန်တဲ့အစီရင်ခံစာကတော့လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်ကထုတ်ပြန်ခဲ့ဘူးတာနဲ့ရှင်ရင်ဖြစ်နိုင်ခြေအသေးအပြောက်ကနည်းနည်းလျော့သွားပြီး အဆိုးဆုံးအခြေအနေမှာလူ239,800လောက်သေဆုံးနိုင်တယ်လို့ပါရှိပါတယ်။အစီရင်ခံစာအရလာမယ့်နှစ်ပေါင်း30လောက်အတွင်းမဂနီကျူ၈ဒါမှမဟုတ်ကိုအဆင့်ငလင်ကြီးတစ်ခုအချိန်မရွေးလှုပ်ခတ်နိုင်တယ်လို့သိရတာပါ။အဲ့ဒီငလင်မျိုးအမှန်တကယ်လှုပ်ခတ်လာရင်ဂျပန်ရဲ့တောင်ပိုင်းနဲ့အရှေ့ပိုင်းကမ်းရိုးတန်းတွေကိုအေယာမဆူနာမီရေလိုင်းတွေအများအဆုံးရောက်ရှိလာနိုင်ပြီးတန်းနဲ့ချီများပြားတဲ့လူတွေကိုအချိန်မီရွှေ့ပြောင်းဖို့အရန်ခတ်ခဲမယ်လို့ဆိုပါတယ်။ ။နောက်ပြီးအဲ့ဒီနန်ကိုင်ငလင်ကြီးသာအမှန်တကယ်လှုပ်ခတ်လာရင်ထိခိုက်ပျက်စီးမှုတန်ဖိုးကဒေါ်လာ1.8ထရီလီယံလောက်အထိများပြားနိုင်ပြီးဂျပန်ရဲ့စီးပွားရေးကိုအကြီးအကျယ်ရိမ့်ရိုက်သွားစေနိုင်တယ်လို့လည်းအစိုးရကစာမှခန့်မှန်းထားပါတယ်။သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးကအဲ့ဒီအစိုးရကစာပါအချက်လက်တွေကိုအခြေခံပြီးလိုအပ်တဲ့အစီအမံတွေကိုဖြစ်တင်အကောင့်ထဲဖော်နိုင်မယ်ဆိုရင်ထိခိုက်သေးခြင်းမှုအခြေအနေတွေကိုပို့ပြီးရှင်းချနိုင်မယ်ဆိုတာယုံကြည်တယ်လို့ပြောပါတယ်။ တကယ်လက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့လဲအစိုးရကအစွမ်းကုန်အားထုတ်သွားမယ်လို့ကတိပြုခဲ့ပါတယ်။အစီရင်ခံစာထဲမှာတော့တကယ်တမ်းဖြစ်ပေါ်လာမယ်ဆိုရင်ငလင်ရဲ့ပြင်အားဟာမက်ဂနီကျူ6ပတ်ချာလဲလောက်မှရှိနိုင်တယ်လို့သုံးသပ်ထားတာပါ။ပြီးတော့ပေ30လောက်မြင့်တဲ့ဆူနာမီလိုင်းတွေဟာမြို့တော်တိုချိုအပြင်ကန်တိုနဲ့ကျူရှူးကြားကတခြားဒေသကြီး12ခုလောက်စီရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ဒါအပြင် ရှီဇူအိုကာနဲ့ကိုချီတို့ကတော့ပေ30ထပ်ပုံမြင့်တဲ့ဆူနာမီရေလိုင်းတွေရဲ့တန်းကိုခန်းစားရနိုင်တယ်လို့အစိုးရခန်းစားကခန့်မှန်းထားပါတယ်။အဲ့ဒီအစိုးရခန်းစားကိုတင်ပြခဲ့တဲ့ပါမောခဖူကူဝါကငလင်ကြီးကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ထိခိုက်ပျက်စီးမှုတွေကိုထိထိရောက်ရောက်မလျှော့ချနိုင်ဘူးဆိုရင်ဂျပန်ဟာအန်ဒီယဲကြီးကြီးမမချင်းချောက်ခံနေရပြီလို့နားလည်ထားတင်ကြောင်းသတိပေးခဲ့တာပါ။ဒါပေမဲ့လည်းငလင်တန်းကိုလျှော့ချနိုင်မယ့်အစီအမံတွေကိုမှန်မှန်ကန်ကန်ထိထိရောက်ရောက်အကောင့်ထဲပို့နိုင်မယ်လို့တော့ သူ့အနေနဲ့မျှော်လင့်ထားကြောင်းလဲဖူကူဝါကပြောကြားသွားပါတယ်ရှင်။မလေးရှားနိုင်ငံမှာဓာတ်ငွေ့ပိုက်လိုင်းပောက်ကွဲမှုလို့ယုံကြည်ရတဲ့အခြေအနေနဲ့အတူအီယာမမီးတောက်ကြီးကောင်းကင်ပေါ်ထိုးတက်နေတဲ့မီးလောင်မှုမျိုးဖြစ်ပွားခဲ့ပါတယ်။ဧပြီလ၁ရက်နေ့ကစူပန်းမှာရှိတဲ့ပူထရာဟိုက်စ်အေရီယာနာမှာပြင်းထန်တဲ့မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံမီးသတ်ဌာနကထုတ်ပြန်ပါတယ်။မီးတောက်ကြီးထိုးထွက်နေရတဝိုက်ကအဆောက်အအုံတွေနဲ့အိမ်တချို့လည်းမီးလောင်ပျက်စီးခဲ့ပြီးဖြစ်တယ်လို့သိရတာပါ။အနည်းတဝိုက်မှာနေထိုင်သူတွေကိုတော့ ရေးပေါ်ကဲဆဲရွှေ့ပြောင်းထားပြီးဖြစ်ပါတယ်။ပြီးတော့ pipeline ပောက်ထွက်ရာကဓာတ်ငွေတွေကိုမီးလောင်နေတာဟာနိုင်ပေါင်းအတော်အကြာမြင့်ခဲ့ပြီးပြီလို့ဆိုပါတယ်။ဒေသခံမိသက်တပ်ဖွဲ့ဟာမိသက်ကား၁၀စီးအမှုဒဏ်80လောက်နဲ့အတူမီးကိုထိန်းချုပ်ညှိနှိုင်းဖို့စ조사နေပါတယ်။မီးလောင်မှုဖြစ်ပွားရာဧရိယာတစ်ဝိုက်ကလမ်းတွေကိုတော့အာဏာပိုင်တွေကယာယီပိတ်ထားပါတယ်။လက်ရှိအချိန်တွေမှာတော့ဒေသခံအရေးအတွက်ဘလောက်အထိကိုကယ်ဆယ်ရွှေ့ပြောင်းထားသလဲဆိုတာတိတိကျကျမပြောနိုင်သေးဘူးလို့မိသက်အရာရှိတအူးကဆိုပါတယ် Petronas ရေနံနဲ့ဓာငွေကုမ္ပဏီကတော့မီးလောင်မှုဖြစ်ပွားနေတဲ့ pipeline စီဓာငွေလွှတ်ထားတဲ့အဆို့တွေကိုအခုအခါပိတ်ထားလိုက်နိုင်ပြီလို့အတည်ပြုပါရယ်ဒီမီးလောင်မှုကြောင့်ထိခိုက်သေးခြင်းမှုသတင်းတွေတိတိကျကျမသိရသေးပေမဲ့ April 1ရက်မနေ့အစောပိုင်းကအနီးမှာရှိတဲ့ဖခင်ကြောင့်တခုမှမီးလောင်တန်ရာပြက်ရှာတန်ရာရထားသူတွေမိခိုးမှုသူတွေကိုကွင်းစင်ရှေးဥသူနာပြုအဖွဲ့တွေကကူညီကူတာပေးခဲ့ရပါတယ်နောက်ထပ်၅ဦးကိုတော့အခြေအနေပိုပြီးပြင်ထန်တာကြောင့် စာတန်စေးယုံစီလွှဲပြောင်းပို့ဆောင်ထားရပါတယ်။မိသက်တပ်ဖွဲ့ကတော့မီးလောင်တဲ့ area တဝိုင်းနဲ့ခက်လန်းလန်းမှနေထိုင်တဲ့ဒေသခံတွေပါနောက်ထပ်ကြီးညာချက်တွေကိုသတိထားနားဆွင့်နေဖို့တိုက်တွန်းထားပြီးလိုအပ်လာရင်ရွှေ့ပြောင်းနိုင်အောင်အသင့်ပြင်ထားဖို့လည်းနှိုးဆော်ထားပါတယ်ရှင်။ရာဒူးကစမ်းကန်ခံထားရသူတမရရွန်းဆော့ရောရဲ့အနာဂတ်ကိုစီရင်ဆုံးဖြတ်ဖို့ဧပြီ4ရက်နေ့ကိုတောင်ကိုရီးယားခြေကံဥပဒေခုံရုံးကရက်သတ်မှတ်လိုက်ပါတယ်။ဒီနေ့ခုံရုံးကကြေညာရမှာတော့ သမရယွန်အပေါ်ပြစ်တင်ဆွဆွဲမှုနဲ့ပတ်သက်လို့စီးစစ်အုံတတ်မှုရလဒ်တွေကိုအခုသတင်းပတ်မှာအဆုံးဖြတ်ပေးသွားမယ်လို့ဖော်ပြပါရယ်ခုံရုံးရဲ့အဆုံးဖြတ်ချက်ဟာသမရယွန်ကိုယာဒူးကနေအပီးတိုင်ဖယ်ရှားမလားဓမ္မမဟုတ်မူလယာဒူးမှာပြန်ခန့်အပ်မလားဆိုတာကိုရွေးချယ်ပေးရမှာပါခုံရုံးကပဲဆုံးဖြတ်ချက်ကိုရွေးချယ်တာပဲဖြစ်ဖြစ်စန့်ကျင်ဘက်အင်အားစုတွေကမကြေမနက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်တောင်ကိုရီးယားရဲ့တပ်ဖွဲ့ဟာအဲ့ဒီနေ့အတွက်လုံခြုံရေးအစီအမံတွေကိုအစွမ်းကုန်ပြင်ဆင်နေပါရယ် သမရယွန်ဟာဒီဇင်ဘာ3ရက်နေ့တုန်းကတနိုင်ငံလုံးကိုအံ့အားသင့်စေတဲ့အခြေအနေဖြစ်အရေးပေါ်ဆဲအုပ်ချုပ်ရေးအမိန့်ကိုကြီးညာခဲ့တာနဲ့ဆက်ဆက်ပြီးရှားဒူးကနေဆိုင်းငံ့ခံထားရတာဖြစ်ပါတယ်။သမရရဲ့ဆုံးဖြတ်ချက်ကိုလွှတ်တော်ကမဲခွဲပြီးပယ်ချခဲ့တယ်လို့ပြည်သူတွေကလည်းအပြင်းထန်ဆန့်ကျင်ခဲ့တဲ့နောက်တက်တန်း6နာရီကျော်အကြာမှာပဲယွန်ကသူ့ရဲ့အမိန့်ကိုရုပ်သိမ်းခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့အတိုက်အခံတွေဥဆောင်ပြီးယွန်ရဲ့ဆဲအုပ်ချုပ်ရေးအမိန့်ကြီးညာမှုဟာဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ရာရောက်တယ်လို့ လွှတ်တော်မှာအဆိုတင်သွင်းတာမှာအောင်မြင်ခဲ့ပါတယ်။အကျိုးဆက်အဖြစ်ယွန်ဟာယာတုကဆိုင်းငံ့ခံရရပြီးအဲ့ဒီနောက်ဆက်တွဲကံချမာတော့ခုံရုံးစီရင်ချက်ကပဲအဆုံးဖြတ်ပေးသွားရမှာပါ။ယွန်ရဲ့ရှင်းနေတွေကတော့အရေးပေါ်အခြေအနေကြီးညာတယ်ဆိုတာဟာသမရတအူရဲ့လုတ်ပိုင်ခွင့်ဘောင်ထဲမှာအပြည့်အဝရှိပြီးဥပဒေချိုးဖောက်မှုမမြောက်ဘူးလို့ကာကွယ်ပြောဆိုထားပါတယ်။ယွန်ဟာဒီဇင်ဘာ14ရက်နေ့မှာလွှတ်တော်ဆွဆွဲအရေးယူမှုခံရပြီးသမရတာဝန်တွေကနေဆိုင်းငံ့ခံထားရတာဖြစ်ပါတယ်။ ယွန်ကသူဟာကြောင့်ကိုရီးယားမှာဆဲအုပ်ချုပ်ရေးအာဏာဆက်ကိုပြည်ပြည်ဝဝအသုံးချဖို့ဗေဒုံးကားမှမကြည်ရွယ်ခဲ့ကြောင်းဖြေရှင်းထားပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်ဟာအတိုက်ခံဒီမိုကရက်တစ်ပါတီကလွှတ်တော်တွင်လွှမ်းမိုးနိုင်မှုကိုအလွဲသုံးစားလုပ်နေတဲ့အပေါ်တံပြန်ဖို့သာရည်ရွယ်ခဲ့တာလို့ဖြေရှင်းပြောကြားထားပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတဲ့ချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။